သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ၄ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ထိုင်းမြန်မာနယ်စပ်ဒီဘောဘူစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်များကတိမ့်ပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်းလက်နက်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ် တေဘောဘူစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်များကယနေ့ညပိုင်းမှာတင်ပိုက်မှုရရှိသွားပြီဖြစ်ပါတယ်။ယမန်နေ့ဇွန်လ၂ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ရဲ့တေဘောဘူစခန်းကို KNL ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာယနေ့မှတိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်းစစ်ကောင်စီကလေရင်များနဲ့တောက်လျှောက်ဆုတ်တလို့ဘုံကျေခုခံခဲ့ကြောင်းယခုအခါအဆိုပါစကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။ စကန်းရသွားပြီစကန်းကိုဦးစီးတဲ့အရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံဖြူထောင်လက်နက်ချတယ်မနိုင်မန်းတိတော့မှလက်နက်ချတာလို့စည်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်စစ်ကောင်စီတပ်ရဲ့တေဘောဘုတ်တပ်စကန်းကိုတော်လိုင်းရေးတပ်များကရရှိသွားပြီဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စကန်၄ခုသာကျန်ရှိတော့ပြီးအဆိုပါစကန်းများမှာဥက္ကရထဝေါ်လီပြူဝါကုန်းတိသေးလေစကန်းတိကပလေစကန်းတို့ဖြစ်ကြောင်းသိရှိရပါတယ် KNU က March လ April လနဲ့ May လအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ ပုလူတုခလေတေတခောပီခွိမောဖာတုစကံတာလေစကံမြမေလပလက်တုမောခိဘယင်းတော်စကံကုန်ကနေလီစကံနဲ့ရွှေအေးမြိုင်တစကံတို့ကိုဆက်တိုက်တိုက်ခိုက်သိမ့်ပိုက်ယူနိုင်ခဲ့ပြီးယနေ့ဇွန်လ3ရက်နေ့မှာတေဘောဘုစကံကိုရရှိခဲ့ခြင်းဖြစ်ပါတယ်2022ခုနှစ်မေလအတွင်းကလည်းတေဘောဘုစကံကိုကော်ပိုရိတ်ကျောင်းနဲ့ဘိုးအေးစေဝါဥဆောင်တဲ့တော်လိုင်းရေးတပ်များကပထမအကြိမ်တိုက်ခိုက်သိမ့်ပိုက်ခဲ့မှုပါတယ် တမန်တရှိရတဲ့တရင်ကတော့စစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုဖြင့်ဖမ်းဆီးခံထားရတဲ့စစ်တပ် lobby ဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်တနာကျုံမှစစ်တောက်လမ်းရင်းများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်စစ်ဆေးနေကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်အပါအဝင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုဖြင့်ဖမ်းဆီးခံထားရတဲ့စစ် lobby ဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်တနာကျုံမှစစ်တောက်လမ်းရင်းများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြည်ဦးလွင်အခြေစိုက်ရေးတင်အရေးမြစ်ကပြောဆိုပါတယ်။ ဇွန်လ2ရက်နေ့မွန်လယ်တနေ့ကျော်အချိန်မှာပြင်ဦးလယ်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက်အလဲပိုင်းတိုင်းစစ်ထနာကျုံးမှာစစ်တောက်လင်းရင်းများကဇော်ဘုံဟင်းကိုစစ်ကြောရေးစကန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ခေါင်းဆောင်များကိုစေးစုံမှုနောက်ကွယ်မှာမြည်သည့်ရည်ရွယ်ချက်ပါရှိသည်နီဆိုတဲ့အချက်ကိုစစ်ကြောမေးမြန်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဖမ်းပြီးတော့တခါတည်းစစ်ကြောရီကိုခေါ်သွားတယ်ဇွန်လ၂ရက်နေ့ကတည်းကစစ်ကြောရီကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရီလုံနေတယ်လို့သိရတယ်စစ်ကြောရီစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖျက်တမ်းရနိုင်တယ်လို့ပြင်ဦးလွင်ရဲတရင်အကြီးမြတ်ကဆိုပါတယ် မဘာတနဲ့အမျိုးသားအစွန်းရောက်ဘုံကြီးပေါက်ကိုတော်ကတော့ဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်တဲတွင်အေးဆေးစွာဖျက်ဆီးနိုင်တော့မှဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းသူ၏ Telegram မှာတဆင့်ပြောဆိုထားပါတယ်။မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့အတွက် ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်358မြင်းဆောင်2025စက်တွေဥပဒေပုံမှ66ကကြီးနဲ့မဘာသားနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဘုံဟင်းကိုမေးလ9ရက်နေ့မှာအမှုဖွင့်ထားပြီးရင်းအမှုအတွက်ရန်ကုန်မှာအမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ စစ်လော်ဘီဇော်ဘုံဟင်းကိုဖမ်းဆီးရန်အတိတ်ကလှုပ်ဆောင်ခဲ့သူများထဲမှာစစ်တပ်လော်ဘီဟန်ငင်းဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မဘာတာနဲ့စစ်တပ်ထောက်ခံသူတချို့ကဟန်ငင်းဦးကိုတစ္ဆာပေါက်တူအဖြစ်ကင်မွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများထဲမှာအုပ်စုကွဲများဖြစ်ပေါ်လာကြောင်းမဘာတာအဖွဲ့ဝင်တချို့ကပြောဆိုပါတယ်။ကိုဇော်ဘုံဟင်းကတက်မတော်အတွက်ကောင်းဖို့သူပြောတာသူကပင်မစဘူးဟန်ငင်းဦးဘညော့မိုင်းဝေကိုတက်ကျော်စွာကိုနစ်မောင်တို့ဆိုတာတအုပ်တယ်။အခုမပူတုမဟာသွေးကတော့လွတ်ပါမလားစိုးရိမ်နေတယ်။ ဒီလူတွေကတက်မတော်ကိုကြောက်တဲ့ဆွဲချတဲ့သူတွေသူရှိမှဥတင်လွင်လုတ်ကျန်တက်ဖြတ်ခံရတာတော့ဒီလူတွေစနဲ့မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီလို့ရန်ကုန်မှာမဘတာအဖွဲ့ဝင်တဦးကရန်ကုန်ကစ်တဲ့တရင်ဌာနကိုမက်ဆင်ဂျာမှတဆင့်ဆက်သွယ်ပြောဆိုပါတယ်စစ်တပ်လော်ဘီဟန်ကြီးဦးကတော့ဇော်ဘိုဟင်းဖန်ဆင်းမှုပေါ်ကန့်ကွက်သူများဟာစစ်တပ်ကိုတော်လန်ပုံကန်ဖြုတ်ချရန်ကြံစည်နေတဲ့ပူတက်တရှိုများဖြစ်တဲ့အတွက်ဇော်ဘိုဟင်းဘတ်တော်သားမှန်သမျှဖန်ဆင်းရမယ်လို့သူ့ရဲ့လူမှုကွန်ရက် Telegram မှာတဆင့်လှုံ့ဆော်ထားပါတယ် လက်ရှိတက်မတော်အစိုးရကိုအယုံကြည်မဲ့အောင်အတက်အောက်သွေးကွဲအောင်လုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့အတိပါကြံစီနေတဲ့ပူတက်တက်ရှိုကောင်ရဲ့ကြံရပါအပေါင်းပါတတိုက်ကိုလည်းတစ်ခါတည်းရှင်းထုတ်ရမယ်အချိန်ခါကောင်းမယ်နော်ဘယ်သူတွေကြံရပါလဲဆိုတာကတကူးတကလိုက်ရှာနေစရာတော့မလိုဘူးလိုင်းပေါ်မှာရောအပြင်မှာရောစောက်တန်ထွက်လာတဲ့ဟာသမျှတက်ရှိုကောင်ရဲ့ကြံရပါတွေပဲဖြစ်နိုင်တာမို့ဘယ်ကောင်စောက်တန်ထွက်ရဲလဲစောင့်ကြည့်ပြီးစိတ်လိုက်ုံပဲလို့ဟန်ငင်းဦးရဲ့ Telegram မှာရေးသားထားပါတယ် စစ်တပ်ထောက်ကန်သူများအကြအုပ်စုခွဲများစွာဖြစ်ပေါ်ခဲ့ရမှာမကြသေးခင်ကာလကလည်းမိတီလာမြို့မှာလက်ရှိမလိုင်မြို့နယ်အုတ်ချုပ်ရည်မှုဘုံမှုဝေဖြိုးနယ်ပြူစောတိခေါင်းဆောင်ဇော်ယူထွန်းအကြပြက်တနာဖြစ်ပွားခဲ့ကစစ်တပ်ကပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုပုံမှန်များစွာနဲ့အေးအေးယူဖမ်းဆီးခဲ့ပါတယ်။ယင်းပြက်တနာကြောင့်မိတီလာမှာပြူစောတိ20ဦးထက်မနည်းပြည်သူစစ်အဖြစ်မှနှုတ်ထွက်သွားကြပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့စစ်လေရင်များကတေဘောဘုစကန်းကိုမကြစေရန်ဘုံကျဲခုခံကိစေမှာမိမိတက်ဖွဲ့ပေါ်ကိုဘုံမှာကျဲချမိတဲ့အတွက်စစ်ကောင်စီတက်ဖွဲ့ဝင်30ကျော်တေဆုံးသွားကြောင်းတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘုစကန်းကို KNL တပ်များကယမန်နေ့မှာအပြင်းထန်တိုးစစ်ဆင်ရမှာတေဘောဘုစကန်းမကြစေရစ်အတွက်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲခုခံစဉ်မိမိတပ်ဖွဲ့ဘော်ကိုဘုံမှာကျဲချမိတဲ့အတွက်တပ်ဖွဲ့ဝင်30ဦးထပ်မံနဲ့တိတ်ဆုံသွားကြောင်းထိုင်းမြန်မာနယ်စပ်စီးရေးတရင်အရင်မြစ်ကပြောဆိုပါတယ် ယမန်နေ့ဇွန်လ3ရက်နေ့ညနေပိုင်းမှာ KNL ပူပေါင်းတပ်များကတေဘောဘုစခန်းကိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအဲ့ဒီလိုမသိမ်းပိုက်နိုင်မီမှာစစ်ကောင်စီကတိုက်လေရင်များနဲ့အဆက်မပြတ်ဘုံကျဲခုခံခဲ့ကြောင်းတို့ရမှာစစ်လေရင်များက၎င်းရဲ့တပ်ဖွဲ့ဝင်များအပေါ်မှာဘုံမှာကြေချမိတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်30တေဆုံးခဲ့ပြီးကြန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်းလက်နက်ချအညံ့ခံအလံဖြူထောင်ခဲ့ကြကြောင်းထို့နောက် KNL ပူးပေါင်းတပ်များကတေပေါ်ဖို့စကန်းကိုအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ကနဦးတိရတာကတိုက်လေရင်တွေကဘုံမှကျဲတာတေဘောဘုစခန်းက30လောက်တိတ်ဆုံးတယ်သူတို့စစ်ကူပြစ်ခတ်တာတွေကသူတို့လူသူတို့ပြန်ထိတာတိရတယ်လို့ထိုင်းမြန်မာနေဆက်စီရီသတင်းအရေးမြက်ကပြောဆိုပါတယ်ယမန်နေ့တေဘောဘုစခန်းတိမ့်တိုက်ပွဲမှာတော်လန်ကြီးတက်များပတ်မှတိတ်ဆုံးမှုမရှိဘဲရဲဘော်လေးဦးအပြင်းအထန်တန်ရန်ရရှိကြောင်းသိရှိရပါတယ် စစ်ကောင်စီတပ်ရဲ့တေဘောဘုစခန်းကိုတော်လန်ရေးတပ်များကရရှိသွားပြီးဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော်ပြီးအဆိုပါတပ်စခန်းများမှာဥက္ကဋ္ဌဝေါ်လီပြူဟာကုန်းတီတဲလေစခန်းတီကပလေစခန်းတို့ဖြစ်ကြောင်းသိရှိရပါတယ်။ KNU က match လဧပြီလနဲ့မေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပုလူတူဂလေတေတခေါပီခွီမော်ဖာသူစခန်းတာလေစခန်းများမေလဘလက်တူမော်ခီ ဘရင်နောက်စကန်ကုန်ကနေလီစကန်နဲ့ရွှေအေးမြိုင်တစကန်တို့ကိုစက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့ပြီးယမန်နေ့ဇွန်လ3ရက်နေ့မှာတော့တေဘောဘုစကန်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်မေလအတွင်းကလည်းတေဘောဘုစကန်ကိုကော့ဘရာစစ်ကြောင်းနဲ့ဘိုအေဆေးဝါးဥဆောင်တဲ့တော်လန်ကြီးတက်များကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့မှုပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ FPV drone အနေနဲ့ရှိနေတဲ့အတွက်လေရင်နဲ့ရဟတ်ရင်များကိုလေရင်ကိုယ်တော်များထဲမှာလုံခြုံစွာသိမ်းဆည်းထားရန် ဂျမ်မာနဲ့ဒရုန်းကတ်များကိုစင်စက်မပြတ်စစ်ဆေးရန်ညွန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်ရွှေကူမြို့တို့မှာ FPV First Person View Drone များနဲ့စစ်ရဟတ်ယာဉ်နဲ့စီးကို KIA ကဖျက်ချခဲ့ပြီးနောက်လေတပ်များထဲမှာရဟတ်ယာဉ်နဲ့တိုက်လေယာဉ်များကိုလေယာဉ်ကိုတော်ဟန်ကာများထဲမှာလုံခြုံစွာတင်ဆက်ထားရန်နဲ့ဂျမ်မာနဲ့ဒရုန်းကတ်များကိုစင်စက်မပြတ်စစ်ဆေးရန်လေတပ်အတွင်ညွန်ကြားထားကြောင်းသိရှိရပါတယ်။ လေတက်များတဲ့မှာတိုက်လေရင်များနဲ့ရဟတ်ရင်များကိုလေ့ကျင့်ပြန်တမ်းပြီးချင်းစစ်စေးရေးပြီးဆုံးသွားချိန်များမှာလေရင်ကိုတော်များအတွင်းထဲကိုတေချာစွာစနစ်တကျသိမ့်ဆဲရနာထားရနဲ့ပြင်ပမှာအချင်းကြာမြင့်စွာရနာထားခြင်းမပြုတ်လို့ရညွန်ကြလာကြောင်းအဆိုပါညွန်ကြချက်မှာကချင်ပြည်နယ်မှာ KIA ကစစ်ရဟတ်ရင်နှစ်စီးကို FPV drone များနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုထွက်ရှိလာပြီးနောက်ရင်းကဲ့သို့ညွန်ကြလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ိုက်လီရင်နဲ့ရဟယင်များထားရှိမဲ့လေရင်ဟန်ကတူလောင်ယုံများကိုဘုံတန်ခံနိုင်မှုရှိမရှိကြန့်ခိုင်မှုရှိမရှိစစ်ဆေးရန်လေတပ်များမှဂျမ်မာများဒရုန်းကပ်များအမြဲအလုလုံနေစေရန်နေ့စဉ်စစ်ဆေးမှုများကိုပုံမတင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်ညွှန်ကြားချက်မှာပါရှိတယ်လို့သိရှိရပါတယ်။ညွှန်ကြားချက်ကိုမလိုက်နာဘဲပေါ်ရုံမှုများလေရင်နဲ့ရဟယင်များတိုက်ခိုက်ဖြစ်စီခံရမှာကသက်ဆိုင်ရာတာဝန်ရှိသူများအားလုံးအေးအေးယူခံရမယ်လို့ညွှန်ကြားချက်မှာဖော်ပြထားကြောင်းသိရှိရပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့ထဲမှာရခိုင်မေလာအတွင်း KIA က FPV drone များနဲ့စစ်ရဟတ်ယာဉ်နှစ်စီးကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်တပ်ဘက်မှစစ်ကိုတွားရောက်တဲ့ဗျူဟာမိုးနဲ့အဖွဲ့အပါအဝင်အ ਨੇ စုံအရာရှိနဲ့စစ်တီ15ဦးထပ်မံတေဆုံးခဲ့ပါတယ်။ဆက်လက်၍ရုရှားနဲ့ Crimea ကိုဆက်သွယ်ထားတဲ့တံတားကိုယူကရိန်းကရေအောက်ဖောက်ခွဲရေးပစ္စည်းများနဲ့တိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ယူကရိန်းဟာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကျွန်းစွယ်နဲ့ရုရှားကိုချိတ်ဆက်သွယ်ထားတဲ့အထူးကတံတားကိုပြင်မှတ်ထားပြီးကြီးမားတဲ့ရေအောက်ဖောက်ခွဲမှုတစ်ခုကိုဖောက်ခွဲလုဆောင်ခဲ့ရမှာတံတားရဲ့ရေအောက်တောက်တိုင်များကိုထိခိုက်ပျက်စီးစေခဲ့ကြောင်းသိရှိရပါတယ်။ KF ရဲ့ SPU လုံခြုံရေးအေဂျင်စီကထုတ်ပြန်ပြောကြားတဲ့ယခုစစ်စင်ရေးဟာယခုရပိုင်အတွင်းရုရှားရဲ့တိတာထင်ရှားတဲ့တံပိုးရှိပစ္စည်းအင်္ဂါရဲများကိုပြင်မှတ်ထားတိုက်ခိုက်တဲ့ယူကရိန်းရဲ့ဒုတိယမြောက်ထင်ပေါ်စေတဲ့စစ်စင်ရေးလည်းဖြစ်ပါတယ်။ ရင်းမတိုင်မီဇွန်လ၁ရက်ကမော်စကိုရဲ့မဟာပြူဟာမြောက်ဘုံကျဲလေရင်အုပ်စုကိုယူကရိန်းကခင်မီဒရုန်းစီးနှင်တိုက်ခိုက်မှုတည်းရလှုပ်ဆောင်ထားခဲ့ပါတယ်။ယခုလောက်ကုန်ပိုင်းမှာကျင်းပမဲ့ NATO ထိပ်သီးအစည်းအဝေးပွဲကိုဖိတ်ကြားခံရကြောင်းယူကရိန်းကအတိပြူပြီးနောက်ယခုရုရှားနဲ့ခရိုင်းမီးယားကိုဆက်သွယ်ထားတဲ့တံတားကိုတိုက်ခိုက်မှုဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။အကယ်၍ NATO ထိပ်သီးညီလာခံမှယူကရိန်းကိုမဖိတ်ကြားပါကရင်းဟာရုရှားအတွက်အောင်ပွဲတစ်ခုဖြစ်လိမ့်မှာဖြစ်ကြောင်းအီမတိုင်မီကယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီးကသတိပေးခဲ့ပါတယ်။ စစ်ပွဲမှာ KF ကကဲအနေငယ်တာကင်ထားနိုင်တဲ့ဆိုပြီး American သမ္မတ Donald Trump အစိုးရပြောတဲ့ဇက်လန်းကိုပြောင်းပြန်လှန်ပြောင်းလဲရင်း Ukraine ဘက်ကစိတ်ပိုင်းဖြတ်ကြိုးပမ်းမှုများဖြစ်ပုံရတဲ့အားထုတ်မှုများရှိနေစမှာယခု12မိုင်ရှိတဲ့ Catch တံတားကိုယခုနောက်ဆုံးတိုက်ခိုက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့ဒီတံတားဟာရုရှားသမ္မတ Vladimir Putin ရဲ့ဂုံတရင်းရှိ project တစ်ခုဖြစ်ပြီးရင်းကို Putin က2018မှာဖွင့်လှစ်ခဲ့ပါတယ်။ ရုရှားနိုင်ငံနဲ့အတွင်းဘက်ကြားကြားထဲမှာရှိတဲ့ latest scan များကိုယူကရိန်းရဲ့ရဲတင်းနဲ့တာဝေး drone တိုက်ခိုက်မှုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်မှာရုရှားတပ်ဖွဲ့များအထူးတလဲခုခံကာကွယ်ထားတဲ့တံတားမိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။ရုရှား latest scan များကိုတိုက်ခိုက်မှုကရုရှားရဲ့မဟာဗျူဟာမြောက် cruise drone ပြစ်လွတ်နိုင်တဲ့စစ်လေယာဉ်ရဲ့34ရာခိုင်နှုန်းကိုထိခိုက်စေခဲ့ကြောင်း Zelensky ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်အတွင်းရုရှားမှာရှိတဲ့ယထာလက်နက်စင်းကိုဖောက်ခွဲရင်း ယူကရိန်းဟာအကြမ်းဖက်မှုလုပ်ရက်များကိုလှုပ်ဆောင်နေကြောင်းရုရှားအစိုးရစုံစမ်းလေ့လာမှုကော်မတီကဇွန်လ3ရက်နေ့မှာဆွဆွဲပါတယ်။တိုက်ခိုက်ခံရမှုကြောင့်ယထာနှစင်ထိမှန်ပြီးလူခုနှစ်ဦးသေဆုံးကကလေးများအပါအဝင်133ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။မြေ့ကြပါစေခင်ဗျာ။